မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 16ရက်နေ့မေလပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးအခြေဆိုင်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကြာဆုံးခဲ့ရမှာရမခတိုင်းမှုဘိုးချုပ်စိုးတင်တဲ့အရာရှိကြီးများဟာရွရွချွန်ချွန်အစွမ်းကုန်ခုခံခဲ့ကြောင်း ်စစ်ကောင်စီရဲ့ပြောခွင့်ရအကြမ်းဖက်ဇော်မဲလုံးကပြောဆိုခဲ့တော့လေလက်တွေမှာတော့အခုလိုမဟုတ်ပဲဘိုးချုပ်စိုးတင်ဟာလက်နက်ချပြီးတော့အေးဆေးစွာနဲ့ MNDAA ထံမှာအဖမ်းခံခဲ့ခြင်းဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ3ရက်နေ့ကစတင်ပြီးတော့ MNDAA ဥဆောင်တဲ့ပူပေါက်တပ်ဖွဲ့များကလာရှိုးကိုစတင်တိုက်ခတ်ခဲ့ပြီးတော့ဩဂတ်စ်လ2ရက်နေ့အရှိမြောက်တိုင်းစစ်ဌာနချုပ်အနီးမှာရှိတဲ့တပ်မတော်စစ်ဆေးရုံကို MNDAA တပ်များကတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်ဩဂတ်စ်လ3ရက်နေ့မွန်းတဲ့ချိန်မှာအရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုလုံးဝအပိတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတ ယ် MNDA တပ်များကရိုက်ကူးထားတဲ့ဗီဒီယိုမှာရမကတိုင်းမူဗိုလ်ချုပ်စိုးတင့်ဟာအဲ့ဒီအဖြူကိုဝစ်စင်လျက်လက်နက်တစုံတရာကင်ဆောင်ခြင်းမရှိဘဲနဲ့စစ်သားများနဲ့အတူအေးဆေးစွာနဲ့လက်နက်ချအမြန်ခံခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်လက်ရှိမှာတော့အရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်မူဟောင်းဗိုလ်ချုပ်စိုးတက် တိုင်းစစ်ဦးစီးချုပ်ဘုံမူးချုပ်ပန့်ထင်ဆုံးအမတ်တဲ့စကခမူဘုံမူးချုပ်မျိုးမင်းထွေးတို့ကို MNDAA ကအရှင်ဖမ်းဆီးရရှိထားပြီးတော့၎င်းတို့ရဲ့ဓာတ်ပုံများလည်းထွက်ရှိလာပြီးတရင်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။အကြံဖတ်ဇော်မဲလုံးကတော့အရှင်မြောက်တိုင်းစစ်ဌာနချုပ်ကတိုင်းမိုးအပါအဝင်စစ်အရာရှိကြီးများဟာရန်သူကိုအစွမ်းကုန်ခုခံခဲ့တယ်လို့ထုတ်ဖော်ပြောဆိုခဲ့တော်လဲလက်တွေ့မှာတော့အခုလုံမဟုတ်ကြောင်းပေါ်လွင်လာခြင်းဖြစ်တယ်လို့သိရပါတယ်။အရှင်မြောက်တိုင်းစစ်ဌာနချုပ်ကုကဲမှုအောက် တပ်ရဲတပ်ဖွဲ့များအနေနဲ့ရန်သူကိုအစွမ်းကုန်ခုခံခဲ့ပါတယ်ရွရွချုံချုံအစွမ်းကုန်တိုက်ပွဲဝင်ခဲ့ကြပါတယ်တိုင်းစစ်ဌာနချုပ်ရဲ့တပ်ရဲတပ်ဖွဲ့ဌာနချုပ်တွေမှာမိသားစုဝင်အမျိုးသမီးများကလေးငယ်များအယက်သားများပါရှိနေတာဖြစ်လို့ပြစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ထိမ့်သိမ်းဆောင်ရွက်ခဲ့ရတာတွေရှိပါတယ် ်တချို့သောရဲမိန်များဟာစစ်သည်များနဲ့ဒန်းတူမဆုတ်တမ်းတိုက်ပွဲဝင်ခဲ့ပါတယ်ရဲမိန်များမိခိုးသူမိသားစုဝင်များလည်းတေဆုံးခဲ့ရပါတယ်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကရာရှိကြီးများဟာတိုက်ပွဲကိုအနီးကပ်ကုတ်ကဲပြီးတော့ကိုယ်တိုင်တိုက်ပွဲဝင်ခဲ့ကြပါတယ်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကရာရှိကြီးများနဲ့ဩဂတ်စ်လ3ရက်နေ့ညနေပိုင်း6နာရီခွဲအချိန်အထိကိုစက်သွယ်မှုရရှိခဲ့ပြီးတော့ယခုအချိန်အထိစက်သွယ်မှုတွေပြတ်တောက်နေခဲ့ပါတယ်အတိပြုဆဲသတင်းများအရအရာရှိကြီးတချို့ကိုဖမ်းဆီးထားကြောင်းသိရှိရပါတယ်လို့အကြမ်းဖက်ဇော်မဲလုံးကပြောဆိုထားပါတယ် MNDAA ကဇူလိုင်လ25ရက်နေ့မှာလာရှိုမြို့နယ်တစ်ခုလုံးကိုသိမ်းပိုက်ရရှိပြီလို့ကြေညာခဲ့ပြီးတော့ဩဂတ်စ3ရက်နေ့မွန်လွယ်ပိုင်းမှာရှေ့မြတ်တိုင်းစစ်ဌာနချုပ်နယ်မြေနဲ့ပင်မရုံချုပ်ကိုသိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာဖမ်းဆီးရရှိထားတဲ့လက်နက်ချစစ်တီနဲ့တပ်မိသားစုဝင်2662ဦးကိုပြန်လည်ပေးခဲ့ပြီးဖြစ်ကြောင်းသိရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့လာရှိုးမျိုးအခြေစိုက်အရှိမောက်တိုင်းစစ်ဌာနချုပ်ရမခါကို MNDAA ကတင်ပိုက်ထိန်းချုပ်ပြီးတဲ့နောက်စစ်ကောင်စီကမိုင်းရဲမျိုးမှာဌာနချုပ်အသက်ဆိုပြီးတော့ထပ်မံဖွင့်လှစ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရမခဌာနချုပ်ကိုမိုင်းရဲဗျူဟာထဲမှာဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီးတော့လာရှိုးနဲ့ကြောင်မဲမျိုးကိုပြန်လည်တိုက်ခိုက်ရရှိရန်နဲ့လက်တလောတိုက်ပွဲများပြင်းထန်နေတဲ့တီပေါင်းမျိုးခုခံစေအတွက်အသက်ခံထားတဲ့ရမခတိုင်းမှုဆိုတဲ့ဗိုလ်ချုပ်မြင့်ကျော်ထွန်းကအဲ့ဒီနေရာကနေကိုကဲနေကြောင်းမေပြည်တော်စီရေးသတင်းအေးမေကပြောဆိုထားပါတယ်။စစ်ကောင်စီကရမခမ ရှိတော့တော့လေဘိုးချုပ်မြေကျော်ထွန်းကိုရမခတိုင်းမှုအဖြစ်နဲ့ဩဂတ်စ်လ17ရက်နေ့ကနေပြီးတော့စတင်ခန့်အပ်ခဲ့ခြင်းဖြစ်ပြီးမူလကတော့စစ်ကောင်စီရဲ့တက်လေကျင့်ရေးအရာရှိချုပ်ယုံကဒုတိယလေကျင့်ရေးအရာရှိချုပ်ဖြစ်တယ်လို့သိရပါဗျ။မိုင်းရဲကလာရှိုးတီဘောနဲ့တန်ရမ်းမျိုးတွေနဲ့ဆက်နေတယ်။အခုကတော့မိုင်းရဲဗျူဟာမှာရမခအစ်စ်တီးတယ်ရှမ်းမြောက်မှာသူတို့စစ်ကောင်စီကရသလောက်ပြန်ယူခြင်းတဲ့သဘောရှိတယ်လက်တွေ့အခြေအနေအရတော့မလွယ်ပါဘူးလို့စီးရဲတရင်ရင်းမြစ်တို့ကပြောဆိုထားပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတစ်ခုလုံးမှာစစ်ကောင်စီတပ်ရှိတဲ့မြို့နယ်၄မြို့နယ်သာကျန်ရှိတော့ပြီးတော့မိုင်းရဲအပါအဝင်ဖြစ်တယ်လို့သိရပါတယ်။မူဆဲ၊တီဘော၊မိုင်းရဲနဲ့တန်ရမ်းမြို့တွေမှာသာစစ်ကောင်စီတပ်တွေကျန်တော့တယ်လို့သိရပါတယ်။အဲ့ဒီ၄မြို့မှာလည်းတီဘောမြို့မှာရှိတဲ့စစ်တပ်စခန်းများကို TNL ဦးဆောင်တဲ့ပူးပေါင်းတပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်မြို့ကိုထိန်းချုပ်နိုင်ပြီဖြစ်ကစစ်တပ်တိုင်ရင်၃ခုဖြစ်တဲ့ခမရ23၊ခမရ903၊ခမရ904တို့မှာသာ စစ်တပ်တွေကြံရှိပြီးခံစစ်နဲ့တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါဗျ။မူဆယ်တရား9မိုင်ကိုလည်းညီလောင်မာမိတ်၃ဘွဲကတိုက်ခိုက်သိမ်းပိုက်ထားပြီးတော့စစ်ကောင်စီကမြို့ပေါ်မှာသာကြံရှိတော်ခြင်းဖြစ်တယ်လို့သိရပါဗျ။တန်ရမ်းမြို့မှာလည်းဝတ်တပ်ဖွဲ့ UWSA တပ်ဖွဲ့ဝင်းများဝေရောက်တပ်ဆွဲထားတယ်လို့သိရပါဗျ။မိုင်းရမြို့မှာလည်း SSPP SSA တပ်ဖွဲ့က ဇူလိုင်လ12ရက်နေ့မှာဒေတာတည်ငြိမ်ရန်ဆိုပြီးတော့အာတထောင်ကျော်နဲ့ဝင်းရောက်တက်ဆွဲခဲ့သေးတယ်လို့သိရပါတယ်။မိုင်းရဲမျိုးဟာလာရှိုးခရိုင်မှာပါဝင်ပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ဆက်ဆက်နေတယ်လို့သိရပါတယ်။1027ဆစ်စင်ရေးနှစ်ခုစလုံးမှာမိုင်းရဲမျိုးအနည်းဝန်းကျင်မှာတိုက်ပွဲတချို့ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။လက်တလုံးမှာတော့တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘူးလို့ဒေတာကန်တချို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မင်္ဂလာတုံမြို့နယ်အမှတ်3လမ်းမပေါ်မှာအစွမ်းဘတ်စစ်တပ်နဲ့ရဲများကကားများကိုဆဲဆုပ်ဖမ်းဆီးပြီးတော့ငွေကြေးအထင်အားတမှချိန်ချောက်ကောက်ခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ရဲများကအမှတ်3လမ်းပေါ်မှာနေ့စဉ်မနက်6နာရီကနေပြီးတော့7နာရီအထိနဲ့ညနေ4နာရီကနေ9နာရီအထိဖြတ်တန်းသွားလာနေတဲ့ကားများကိုအကြောင်းမဲ့ဆဲဆူဖမ်းဆီးပြီးတော့ငွေကြေးများကိုအတင်းအဓမ္မကောက်ခံနေခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာကားအသေးများကိုငွေကျပ်9000နဲ့ကားအကြီးများကိုငွေကျပ်1000ခွဲအတင်းအဓမ္မကောက်ခံနေခြင်းဖြစ်ပြီးတော့ဖြတ်တန်းသွားလာတဲ့ကားတိုင်းပေးဆောင်နေရတယ်လို့သိရပါဗျ။အမှတ်3လမ်းမှာပေါ့ ရင်ထိန်စစ်ခွေးနဲ့ပြူခွေးတွေကတော်တော်လေးကိုဒုက္ခပေးနေပါတယ်တာမင်းနယ်စီဇန်ရှေ့ရွှေမိုး KTV ရှေ့တွေမှာတအားကိုတောင်းကျနေတာ KTV တဲကိုဘီယာဝင်တောက်လိုက်ထွက်လာပြီးတော့တွေးသမ ्या ကားအကုန်တားပြီးတော့ပြက်တနာရှာပြီးပတ်စံတွေတအားတောင်းနေတယ်ကားလေးဆိုရင်9000ပေးရတယ်ကားကြီးဆိုရင်1000ခွဲတောင်းတယ်တော်တော်လေးကိုစိုးတဲ့အဖွဲပါဗျာအရင်ပြောင်းသွားတဲ့အဖွဲက9000တောင်းရင် 3000တောင်းပန်ပြီးတော့ပြင်းရသေးတယ်အခုရောက်လာတဲ့အဖွဲကလူငယ်ပိုင်းတွေပြူစောထီးတွေလည်းပါလာတယ်ဆဲဆိုတာတွေပါလုပ်တယ်ရင်ထင်းတွေရောစစ်ခွေးတွေရောတော်တော်ကုန်မရိုင်းနေပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အချမ်းဖက်စစ်ကောင်စီကရန်ကုန်မြို့မှာလုံခြုံရေးကိုအကြောင်းပြပြီးတော့ငွေကြေးချိမ့်ချောက်တောင်းခံမှုများပြည်သူများအပေါ်ကိုအနိုင်ကျင့်ဖိနှိပ်မှုများအစီအစစ်ဖမ်းဆီးမှုများပေါ်တာဆွဲမှုများကိုဇက်တိုက်ဆိုးသလိုတုံးပြန်လှုပ်ဆောင်လာကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်ကောင်စီအတွက်လက်နက်ခဲယမ်းတဲ့စစ်ဘက်ဆိုင်ရာပစ္စည်းများကိုအဓိကတည်ယူမှုများရှိနေတဲ့ရန်ကုန်မန္တလေးရထားလမ်းပိုင်းမှာမိုက်ပေါက်ကွဲပြီးတော့လုံခြုံရေးကင်းလက်နေတဲ့ရထားတိမ်းမောက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ15ရက်နေ့မနက်7:15မိနစ်အချိန်မှာရန်ကုန်မန္တလေးရထားလမ်းပိုင်းဖြူမြုံနယ်ညောင်လေးပင်ဘူရာကနေပြီးတော့စစ်သားနဲ့ရဲများလိုက်ပါလာတဲ့လုံခြုံရေးကင်းလက်ထွက်လာတဲ့ရထားကိုညောင်လေးပင်နဲ့ဖြူဘူရာကြား ယထာလန်အဆန်လန်မိုင်းတိုင်အမှတ်132နှစ်မှာမိုင်းဆွဲတက်ခတ်ခဲ့တယ်လို့သိရပါဗါးမိုင်းဆွဲမှုကြောင့်ယထာထိမှန်ပြီးတော့လမ်းချော်သွားခဲ့တယ်လို့သိရပါဗါးလက်နက်ခဲရဲနဲ့စစ်ပစ္စည်းများကိုတည်ယူတာမျိုးရှိရင်ယထာနဲ့ကင်းလှည့်တာမျိုးတွေရှိပါတယ်လို့မိထာသတင်းအရေးမြစ်ကပြောဆိုထားပါဗါးမိုင်းဆွဲမှုကြောင့်ယထာလန်များထိခိုက်ပျက်စီးမှုရှိပြီးယထာခီးစဉ်များယာယီရဆိုင်မှုများရှိခဲ့တယ်လို့သိရပါဗါးလက်ရှိမှာတော့စစ်ကောင်စီကယထာလန်တစ်လျှောက်မှာလုံခြုံရေးများပုံမတုံးမြင့်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ဂွားမြို့အထက်ကိုအရခတ်တက်တော် AA ရဲ့ထိုးစစ်တွေရောက်ရှိလာပြီးတော့အာနာသိန်းစစ်ကောင်စီကကြီးရည်လေး၃ခုစလုံးနဲ့အပြင်းထန်ခုခံတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်ဩဂတ်စ်လ10ရက်နေ့ကဂွားမြို့နယ်ကျိန်တလီမြို့ချင်းကွင်းကျေးရွာအနီးမှာစစ်ကောင်စီနဲ့အေတို့တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီးတော့ဩဂတ်စ်လ15ရက်နေ့ဒေသခံများရဲ့ပြောပြချက်အရကျိန်တလီမြို့ကိုအေအေကတိမ့်ပိုက်လိုက်ပြီလို့ပြောဆိုထားပါတယ်အသက်35နှစ်အရွယ်ဂွားမြို့ဘော်ကဒေသခံအမျိုးသားတို့ကကျိန်တလီမြို့ကိုအေအေကတိမ့်လိုက်ပြီလို့ပြောလို့ရပါတယ်ကျိန်တလီမြို့မှာစစ်ကောင်စီတွေမရှိတော့ပါဘူးရဲစခန်းကတက်တွေရောမြို့တွေကတက်တွေရောကလပြင်းဘက်ကိုဆုတ်သွားပြီအခုကလပြင်းဘက်ကနေပြီးတော့အေအေကိုပြန်တိုက်နေတယ်မနေ့ကတော့တိုက်ပွဲဖြစ်ကြသေးတယ်လို့ပြောဆိုခဲ့ပါတယ်ကျိန်တလီမြို့တွေကစစ်ကောင်စီတပ်ဖွဲ့ ဝင်းများဟာမြို့ကိုဆုံခွာပြီးတော့ဂွားမြို့အနီးကလပြင်းတံတားကတပ်စခန်းနဲ့ပူးပေါင်းကအေးအေးကိုပြန်လည်ခုခံတိုက်ခိုက်နေသလိုကျင်းနလီမျိုးတဲကိုလည်းလက်နက်ကြီးများနဲ့အဆက်မပြတ်ပစ်ခတ်နေတယ်လို့၎င်းကပြောဆိုခဲ့ပါတယ်တိုက်ပွဲဟာကျိန်နလီမြို့ကနေတဆင့်ဂွားမြို့အထိကိုနှီးကပ်လာပြီးတော့တရက်ထက်တရက်ပုံမပြင်းထန်လာတဲ့အတော့ဂွားမြို့ကံများအားလုံးမြို့ကိုဆုတ်ခွာပြီးတော့ AOD တိုင်းဘက်ကိုတိတ်ဆောင်သွားကြပြီလို့တိတ်ဆောင်လာသူများကပြောဆိုထားပါတယ်အသက်40ကျော်အရွယ်တိတ်ဆောင်လာတဲ့အမျိုးသမီးတစ်ဦးကဂွားမြို့မှာဘယ်သူမှမရှိတော့ဘူး တိုက်ပွဲကမြို့နယ်အရန်ကိုနှီးကပ်လာပြီလေဘသူမှမြို့ထဲမှာမနေရဲကြတော့ဘူးရှင့်ရင်လဲ၁၀ကဏ္ဍလောက်ပဲရှိမယ်ထင်တယ်အလုတ်တွေစိုင်းပစ္စည်းတွေအလုံးထားခဲ့ရတာပေါ့အဝတ်အစားနည်းနည်းလောက်နဲ့ပဲ အရေးပေါ်တုံးလို့ရမယ်ဟာတွေပဲယူလာခဲ့ရတယ်ကြံတာတော့ဘာမှမယူခဲ့ရဘူးလို့ပြောဆိုခဲ့ပါတယ်မြို့ကအများစုက AOD တိုင်းဘက်ကိုတိတ်ရှောင်နေကြပြီးတော့ပြည်သူတချို့ကတော့တန်တွဲမြို့နယ်ကြေးရွာတချို့နဲ့ဂွားမြို့နယ်ကကြေးရွာတချို့ကိုတိတ်ရှောင်နေကြတယ်လို့သိရပါတယ်စစ်ရှောင်လာကြတဲ့ဂွားမြို့နယ်ဒေသခံများထံကနေပြီးတော့ AOD တိုင်းအဝင်ဂိတ်များမှာပတ်စံတွေတောင်းယူနေကြပြီးတော့ AOD တိုင်းတွေကရကြေးအုပ်ချုပ်ရေးမှုများဟာလည်းနေထိုင်ခွင့်အတွက်ပတ်စံတွေတောင်းယူနေတယ်လို့သတင်းတွေထွက်ပေါ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရေနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ